နေ့စဉ်မိုးလေဝသတင်း2025ခုနှစ်မေလ23ရက်နေ့နနက်8နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်ခြေနေကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းအရှေ့လယ်ပိုင်းနှင့်အရှေ့မြောက်ပိုင်းတို့တွင် မုတ်တုံလေအားတင်းတင်းမှအားကောင်းနေပြီး ကြံဘင်္ဂလားပင်လယ်အော်တွင်တိမ်ထူထက်နေပါသည်ယနေ့ညနေအထီးခံမှန်းချက်ရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြားနေပြည်တော်ပဲခူးတိုင်းဒေသကြီး၊ကယားပြည်နယ်ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကျကျမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ ရွာရင်ရနှုံးပြည့်ဖြစ်ပါသည်မြမပင်လေပြင်းမြမကံယူရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်တခါတရံမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်တင်မှနှိုင်းကြီးနိုင်ပါသည်မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလျင်25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါသည်လှိုင်းမြင့်မှာမြမကံယူရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်9ပေမှ9ပေခန့်ရှိနိုင်ပါသည် နောက်နှစ်ရက်အတွက်ခံမှန်းချက်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင် မိုးပေါ်လာပြီး နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယင်းညနေအထီးခံမှန်းချက် နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရင်ရာနှုံးပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယင်းညနေအထီးခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရင်ရာနှုံးပြည့်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယင်းညနေအထီးခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရင်ရာနှုံးပြည့်ဖြစ်ပါသည်